ဆူနီတာဝီလျံနဲ့ဘယ်ရီဝေါ်မော်တို့ဟာ NASA ရဲ့ထင်ရှားတဲ့အာကာသယာဉ်မှူးတွေပါ သူတို့ဟာရေတက်လေကြောင်းနဲ့အာကာသစူဆန်လေလာရေးမှာ ပြည့်စုံတဲ့အတွေ့အကြုံတွေရှိထားသူတွေပါဆူနီတာဝီလျံစ်ကို1965ခုနှစ်စက်တင်ဘာလ16ရက်နေ့မှာ မေရိကန်ပြည်ထောင်စုအိုဟိုင်းယိုပြည်နယ်ယူကလမြို့မှာမွေးဖွားခဲ့ပါတယ်။သူမဟာအိန္ဒိယနဲ့ဆလိုဗေးနီးယားမျိုးရိုးကဆင်းသက်လာသူပါ1989ခုနှစ်မှာ US Naval Academy ကနေရုပ်ပိုင်းဆိုင်ရာသိပ္ပံဘာသာရပ်နဲ့ဘွဲရခဲ့ပြီးနောက်ပိုင်းမှာ Florida Institute of Technology ကနေ Engineer စီမံခန့်ခွဲမှုဘာသာရပ်နဲ့မဟာဘွဲကို ရရှိခဲ့ပါတယ်။ US Navy မှာအရာခံဖို့ဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး1989ခုနှစ်မှာရေးတက်လေယာဉ်မှုဖြစ်လာခဲ့ပါတယ်သူမဟာ Helicopter Combat Support Squadron တွေမှာတာဝန်ထမ်းဆောင်ခဲ့ပြီး Desert Shield နဲ့ Provide Comfort လူမျိုးစစ်စင်ရေးတွေမှာပါဝင်ခဲ့ပါတယ်1998ခုနှစ်မှာ NASA ရဲ့အာကာသယာဉ်မှူးဖြစ်ရွေးချယ်ခံခဲ့ရပြီးနောက်ပိုင်းမှာအာကာသခရီးစဉ်များစွာကိုပြီးမြောက်အောင်မြင်ခဲ့ပါတယ် International Space Station ISS ပေါ်က Expedition 14မျိုးဆောင်15နဲ့3 12မျိုးဆောင်33တွေမှာတာဝန်ထမ်းဆောင်ခဲ့ပြီးစုစုပေါင်း329ရက် အာကာသထဲမှာနေထိုင်ခဲ့ပါတယ်။သူမဟာအမျိုးသမီးတဦးအနေနဲ့အာကာသထဲမှာအများဆုံးလမ်းလျှောက်ခဲ့သူအဖြစ်စံချိန်တင်ခဲ့ပြီးစုစုပေါင်း9ကြိမ်50နာရီ40မိနစ်ကြာအာကာသထဲမှာလမ်းလျှောက်ခဲ့ပါတယ်။ပြီးတော့အာကာသထဲမှာ ပထမဆုံးမာရသွန်ပြေးပွဲနဲ့ထရိုင်တလုံပြိုင်ပွဲတွေကိုပြီးမြောက်အောင်မြင်ခဲ့ပါတယ်။ Berry Wilmore ကို1962ခုနှစ်ဒီဇင်ဘာလ26ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုတန်နက်စီပြည်နယ်မော်ဖရီစ်ဘောအောင်မြို့မှာမွေးဖွားခဲ့ပါတဲ့ Tennessee Technological University ကနေလျှက်စစ် engineer ဘာသာရပ်နဲ့ပွဲရခဲ့ပြီး University of Tennessee ကနေလေကြောင်းစနစ်ဘာသာရပ်နဲ့မဟာပွဲကိုရရှိခဲ့ပါတဲ့ US Navy မှာဗိုလ်မှူးကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးစမ်းသပ်လေယာဉ်မှုအဖြစ်လေ့ကျင့်ခဲ့ပါတဲ့ Operation Desert Storm စစ်ဆင်ရေးအတွင်းမှာစစ်တိုက်လေယာဉ်မှုအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတဲ့2000ခုနှစ်မှာ NASA ရဲ့အာကာသယာဉ်မှုအဖြစ်ရွေးချယ်ခံခဲ့ရပါတဲ့ သူ့ရဲ့ပထမဆုံးအာကာသခရီးစဉ်ကို2009ခုနှစ်မှာ Spaceship Atlantis အာကာသယာဉ်ရဲ့လေယာဉ်မှုအဖြစ် STS-126 mission မှာ ပါဝင်ခဲ့ပါတယ်။နောက်ပိုင်းမှာ ISS ရဲ့ Expedition 42 mission မှာကမ္ဘာပတ်ယာဉ်မှုအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးစုစုပေါင်း128ရက်အာကာသထဲမှာနေထိုင်ခဲ့ပါတယ်။ဒီအတောအတွင်းမှာသူဟာအာကာသထဲမှာ၄ကြိမ်လမ်းလျှောက်ခဲ့ပါတယ်။လက်တလောအာကာသခီးစဉ်နဲ့ ISS မှာရှိကြစွာနေထိုင်ခြင်း 2024ခုနှစ်ဇွန်လမှာ Williams နဲ့ Walmart တို့ဟာ Boeing ရဲ့ Starliner အာကာသယာဉ်နဲ့ ISS ကိုပထမဆုံးအကြိမ်လူသားပါတဲ့ခီးစဉ်ဖြစ်စတင်ခဲ့ပါတယ်ဒီခီးစဉ်ကိုမူလကတော့၈ရက်ကြာစီစဉ်ထားခဲ့ပေမဲ့ Starliner ရဲ့မောင်းနှင်စနစ်ပြဿနာတွေကြောင့်သူတို့ဟာ ISS မှာရှေးကျစွာနေထိုင်ခဲ့ရပါတယ် NASA ကသူတို့ကို SpaceX ရဲ့အာကာသယာဉ်နဲ့ပြန်လည်ခေါ်ဆောင်ဖို့ဆုံးဖြတ်ခဲ့ပြီးသူတို့ဟာ2025ခုနှစ်မတ်လ18ရက်နေ့မှာကမ္ဘာမြေပြင်ကိုပြန်လည်ရောက်ရှိဖို့ရှိပါတယ်ဒီလိုနဲ့သူတို့ဟာ ISS ပေါ်မှာကုလားကြော်ကြာနေထိုင်ခဲ့ရပါတယ် ဒီလိုကြာရှည်နေထိုင်ရတဲ့အတောအတွင်းမှာအာကာသယင်မှုနှစ်ဦးစလုံးဟာ ISS ရဲ့လုပ်ငန်းတွေကိုဆက်လက်လှုပ်ဆောင်ခဲ့ပြီးသုတေသနလုပ်ငန်းတွေထိမ့်သိမ်းမှုလုပ်ငန်းတွေအာကာသရဲ့လက်လျှောက်တာတွေကိုပြုလုပ်ခဲ့ပါတယ်သူတို့ဟာမမျှော်လင့်ထားတဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်ရာမှာတစ္ဆာရှိမှုနဲ့လိုင်ယောညီထွေရှိမှုတွေကိုပြသခဲ့ကြပါတယ်